ပရီးမီးယားလိရဲ့အဆင့်30အောက်ကအသင်းတွေရေယူပါခဲ့ပါဖလားယူလိုမာလိဆီမီဖိုင်နယ်ပထမအကြော်မှာမန်ယူနဲ့စပါတင်တို့ဟာပြိုင်မဲ့အသင်းတွေကိုကိုစီအနိုင်ရကဖိုင်နယ်တက်ရောက်ဖို့တာဆူနေပါတယ်မန်ယူတင်ဟာစပိန်ပြည်မှာဘီဘာအိုကို၃ဂိုးပြအနိုင်ကစားခဲ့တာဖြစ်ပြီး စပါတင်ကအင်ဝင်းဘွဲ့မှာနော်ဝေကလပ်ဘိုဒိုကလင်ကို၃ဂိုးတကိုးနဲ့အနိုင်ရခဲ့တာပါ ။မန်အုန်းနဲ့စပါတိုဟာညီကိုတွေတလို့နေဆိုးတဲ့အတိုင်းပရီးမီးယားလိမှာအခြေအနေမကောင်းမဲ့ယူလဘာတီဖလားယားမှသာချန်ပီယံလိဝင်ကွင်းရမှာပါ။မန်ယူတင်ဟာဒီယာဒီပရီးမီးယားလိ34ဘွဲကစားအပြီး10ဘွဲသာအနိုင်ရက9ဘွဲတည်းဆန်လာဘွဲရှုံး39မှတ်နဲ့အဆင့်14ကိုရောက်နေပါတယ်။စပါတင်က1993-94ယာဒီနောက်ပိုင်းပရီးမီးယားလိအဆိုးရွားဆုံးယာဒီကိုဖျက်ဆီးနေရပြီး19ဘွဲထိရှုံးကအဆင့်16ဖြစ်ပါတယ်။ ဒါကြောင့်နှစ်သင်းစလုံးအတွက်ယူရိုပါလိဂ်ကလာကအလွန်အရေးပါနေတာပါမန်ယူကယူရိုပါလိဖိုင်နယ်ရောက်ဖို့69ရာခိုင်နှုန်းစပါအသင်းက67ရာခိုင်နှုန်းရှိနေကြောင်းအော့ပတာကဆိုထားတယ်အပြင်အင်္ဂလန်ဖိုင်နယ်ဖြစ်ဖို့ကြိမ်းတင်နေပါတယ်။မန်ယူနဲ့စပါတို့ရဲ့ဖိုင်နယ်ဟာဥရောပမေဂျာပြိုင်ပွဲမှာအင်္ဂလန်အသင်းချင်းချင်းတွေ့ဆုံမဲ့6ချိန်မြောက်ဖိုင်နယ်ဖြစ်လာမှာပါ။ ပထမဆုံးအင်္ဂလိပ်ဖိုင်နယ်က1981-82က UEFA ဖလားဖြစ်ပြီးစပါးနဲ့ဝူဘာဟန်တန်တို့ရှင်ပိုင်ခဲ့ကြတာပါ။နိုင်အောင်နဲ့စပါးတို့ဟာပရီးမီးယားလိအဆင့်သားနေရာနဲ့အမှတ်20ကျော်ကွာဟပြီးအနေထားမလှပါဘူး။ဒီပုံစံအတိုင်းသာဆိုရင်ပရီးမီးယားလိလက်ချက်ပေါ်တွေထက်ယူရိုပါလိအဖလားအရယူဖို့အောင်စိုက်တော့မှာဖြစ်ပါတယ်။သူတို့အတွက်ခက်ခဲလွန်းခဲ့တဲ့ဘောလုံးရာသီမှာယူရိုပါလိဖလားကယူဘာကဲပါဖလားဖြစ်နေပါပြီ။ ယူရိုပါလိဖလားဆိုတာပရီးမီးယားလိအဆင့်14 15 16ကအသင်းတွေလူကြရတဲ့ဖလားလို့ပြိုင်မဲ့ဖန်တွေကဟာတာလုပ်နေပါတယ် of Life.